ထယ်ကြီးမှရောင်းတက်တဲ့ရွှေဆိုင်တွေကိုတကွက်ပြသွားခဲ့တဲ့ရန်ကုန်သူလူလိမ္မာကြီးပန်းဤပရိသတ်များအလုံးမင်္ဂလာပါရှင့်ဆယ်လင်အစိုက်တာ page ကနေပြန်လေးကြိုးစိုးလိုက်ပါတယ်မြမပြေမှာလူဒန်းစားတွေကိုဆုံးဖြတ်ကြတဲ့ပုံစံကအတော်လေးကိုထူးဆန်းပြီးတော့လူအများကိုအောင်တက်တဲ့ခံရခက်စီပါတယ် ဆောင်းတောကိုတောင်အဖုံးနဲ့ပဲမဆုံးဖြတ်နဲ့လို့ဆရာကြီးလှောက်ကြတဲ့သူတွေများပါတယ်။ဒါပေမဲ့လူတွေရဲ့အစဉ်အတန်းနဲ့နေထိုင်မှုကိုတော့အဝေးစားကြည့်ပြီးခွဲခြားကြတာဖြစ်ပါတယ်။ဒါကြောင့်လူလင်းအချို့ဟာလူတွေရဲ့အကြိုက်ကိုလိုက်ပြီးတော့တူပါဟန်ဆောင်ကလင်းလင်းမှုတွေများစွာပြုလုပ်နေကြတာဖြစ်ပါတယ်။အထူးသဖြင့်လူများတဲ့နေရာတွေနဲ့အဝေးစားကြည့်ပြီးဆုံးဖြတ်ကြတဲ့ရွှေဆိုင်ဖုံးဆိုင်တွေမှာမလိန်တပတ်လောက်ကလှောက်စားနေကြတာဖြစ်ပါတယ်။အခုတခါမှလည်းရွှေဆိုင်မှာတကြက်သားဆွဲကြိုးကုန်းကိုအယောင်ဝန်တန်းရှိမှ အေးစင်းလိမ်ပြီးတော့အတုနဲ့လဲသွားခဲ့ရပဲဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်လူအများကရွှေဆိုင်တွေကိုအပြစ်တင်လောင်ပြောင်နေကြသလိုရွှေဆိုင်တွေကလည်းတတိကြီးထားဖို့အတွက်အရင်ကထပ်ပို့ပြီးတော့ပြုလုပ်နေကြပြီဖြစ်ပါတယ်။ အခုခါမှာလဲကြိုက်ထုံမျိုးကအလင်းခံခဲ့ရတဲ့ရွှေဆိုင်တခုဟာလူတွေကိုအတီတရားတချို့ရစီခဲ့တာပဲဖြစ်ပါတယ်။ရွှေဆိုင်မှာဝေကောင်းဆာလာနဲ့လုံဝကိုအပြတ်သက်အားပေးတော်မဲဆိုင်နဲ့ဝင်လာခဲ့ပေမဲ့ဆိုင်ဝင်တန်းရှိမှတင်ရဲရဲတင်းတင်းပဲအတူနဲ့အစ်စ်ကိုလဲခဲ့တာပါ။ဗီဒီယိုမှာမြင်နေရသလိုပဲအဲ့ဒီအမျိုးသမီးကအပန်းစီအောင်အင်ဂျင်နဲ့စတုံးကိုထုံထားပြီးတော့ဆွဲကြိုးတွေကိုတကုံးပြီးတကုံးရွေးနေကြတာဖြစ်ပါတယ်။ဒုတိယမြောက်ရွေးတဲ့အချိန်မှာတော့လက်ထဲမှာကင်ထားတဲ့ဆွဲကြိုးကိုရွှေအစ်စ်နဲ့လဲပြီးတော့ ဝင်တန်းရှိမှာဟန်မပြတ်ထားခဲ့ရပဲဖြစ်ပါတယ်။ CCTV မှတ်တမ်းကိုကြည့်ပုံအရာဒီအမျိုးသမီးဟာရွှေဆိုင်ကိုမကြခဏလာဘူးပြီးတော့ရင်းနှီးတဲ့အသွင်ကိုယူထားတယ်လို့လူအများကြောက်ချက်ချနေကြတာဖြစ်ပါတယ်။ဒါကြောင့်ဝင်တန်းဖြစ်သူကလည်းလုံးဝတန်တရားမဝင်ပဲပြုလုပ်နိုင်တာဖြစ်တယ်လို့လူတချို့ကတော့ပြောနေကြတာဖြစ်ပါတယ်။မြန်မာပြည်ဟာအခြေအနေအမျိုးမျိုးကြောင့်အခုချိန်မှာနိုင်ငံသားငွေဈေးနဲ့ရွှေဈေးတွေဟာအဆမတန်တက်နေကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့9နှစ်ကတကြက်သားကို10သိန်းမကျော်ခဲ့တဲ့ရွှေစည်းဟာအခုနှစ်မှာတော့30ကိုကတ်နေခဲ့ပြီဖြစ်ပါတယ်။ဒီအချိန်မှာအခုလိုမျိုးပုံစံတူဆွဲကြိုးနဲ့တကြက်သားကုန်းကိုလဲသွားခဲ့တယ်ဆိုတော့ဆိုင်ရွတ်အတော်လေးနဲ့နာစီတာဖြစ်ပြီးတော့မျက်စိရှိမှတင်ပေါ်တင်လဲသွားခဲ့တာဖြစ်တဲ့အတွက်ရင်ခံနေကြတာပဲဖြစ်ပါတယ်။လိန်သွားတဲ့သူရဲ့နာမည်ကတော့မပန်းဤဖြစ်ပြီးတော့လိန်စားလာတာကြာပြီလို့ခံရဘူးတဲ့သူတွေကထွက်ဆိုကြတာဖြစ်ပါတယ်။ကိုပိုင်ကျွေးတွေလည်းဆက်မကုန်နဲ့ထိရှိတဲ့အတွက်နေတကာပတ်ပြီးတော့တထိမပုံစံဖန်းကာ လိန်စားနေရဖြစ်တယ်လို့ပြောဆိုနေကြတာဖြစ်ပါတယ်။ဒါကြောင့်အခုတခါမှာတော့ကြိုက်ထူဘက်မှာလိန်စားရင်းနဲ့တကြက်သားရွှေဆွဲကျိုးကိုပြောင်ပြောင်တင်းတင်းလိန်နိုင်တာဖြစ်တယ်လို့သူမရဲ့အကြောင်းသိကြတဲ့သူတွေကပြောဆိုနေကြတာဖြစ်ပါတယ်။ဒေါ်ပန်းကြီးကြောင့်အပေါ်ရင်အဝေးစားကိုကြည့်ပြီးတော့လူရွေးရောင်းတက်တဲ့ရွှေဆိုင်တွေလည်းသင်္ကန်းစာကောင်းကောင်းကြီးရသွားကြမယ်လို့ထင်ပါတယ်။ခေပြက်ကြီးထဲမှာစီးပွားရွှင်နေကြတဲ့လူလိန်တွေမျိုးစုံရှိရာကြောင့်မိမိဥစ္စာကိုသိကြထိန်းသိမ်းကြဖို့လည်းတတိပင်းနဲ့ကြိုက်ထူမျိုးမှာမင်းသမီးလို့တတိမကြီးလို့ဟန်ဆောင်ဝေ င်စားရင်းနဲ့ရွှေတကြက်သားကိုအတူးနဲ့လဲလိုက်တဲ့လူလိမ္မာကြီးပန်းဤနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခေါမတ်မှာဝေမျှခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်